ချေဦးညောတမိုင်းမတွေ့မမတမိုင်းဝင်နေတဲ့စကားများထောင်းနေမနာကြိတ်တိနာမင်းကြီးစွာအင်းဝါနဲ့ဟန်တာဝရီတို့လက်ယုံချင်းဘုံချင်း ပြိုင်ဆိုင်ကြပုံနဲ့အဲ့ဒီအနှဲ့၄၀ကလာပြိုင်ပွဲကြီးနဲ့နောက်ွယ်ရရတမျိုးစုံနဲ့ဖြစ်ရတွေကို လူသိများကြပါတယ် ရှင်ရင်မွေတန်ဝေကယူပွဲအားကြပွဲလေးစားပွဲဆက်ဆုပ်ပွဲရင်သက်ရှုမောပွဲအဖြစ်တစ်နှစ်တွေဟာလေးလာလို့မကောင်းရေးလို့မကုံစရာတွေပါပဲအဲ့ဒီအနှစ်40ရေတော့ဘုံကြီးရဲ့ဦးဖျားကာလလေးကိုကြီးလိုက်တော့အလွန်စိတ်ဝင်စားစရာရှင်ရင်သုံးသက်စရာစကားလေးတစ်ခုကိုတွေ့လိုက်ရပါတယ်တက်ဂရက်948မှာအင်ဝဘရင်မင်းကြီးစွာထံကိုရွှေပေစာတစ်စောင်ရောက်လာခဲ့ပါတယ်စေလိုက်သူကမြောင်းမြစာတမိန်လောက်ဖျား ဟန်တာဝရီပြည့်ပြည့်ရှင်ရာဇဂျရရဲ့ဦးကြီးတော်တမိုင်းစိတ်ဝင်စားသူများ လေးလာသူများဖို့လောက်ပြားလို့ကြားလိုက်တဲ့နဲ့ဇပွဲတဲကကုံယုတ်လိုနမိတ်နမိတ်ပုံတစ်ခုကိုတခါတည်းတတိယဆင်မှာဖြစ်တတိယဆင်မှာဖြစ်တဲ့လောက်ပြားသူစာရဲ့အဓိကကဟန်တာဝရီမှာဆင်ဖြူရှင်ပညာဦးကွယ်ပညာဦးကွယ်လွန်ပြီးနောက် သားတော်ဗညာနွဲကယာစားကြွေးပွဲနဲ့နန်တက်နေပါပြီ။ယာစားကြွေးအချိန်မခိုင်ခင်ဘကိုးကိုလောက်ကြံပါ။သူကလည်းရေချောင်းကကူပါမယ်။နှစ်ဖက်ညက်တိုက်ရင်ဘကိုးအလွယ်နဲ့ကြပါလိမ့်မယ်။အောင်မြင်ရင်အနှစ်ကိုအင်ဝပြင်ယူပါ။သူ့ကိုသူ့ကိုတော့အကာပဲပေးပါတဲ့။မေစရိယအာဂါရလောဘမောဟမီတို့စတင်တောက်လောင်ဖို့မီးမွှေးလိုက်တဲ့စာပါပဲ။မင်းကြီးစွာဟာဒီကိစ္စအတွက် မူမတ်ဘူပါတွေကိုခေါ်ယူတိုင်းပင်ပါတယ်။စီရပြင်းအမှတ်ကြီးလည်းတက်ရောက်ပါတယ်။သို့ပေမဲ့ဘရင်ကို မတိမ်မချော်ရအောင် အစင်တက်မဲ့ထိန်းသိမ်းပေးနေတဲ့စီရပြင်းအမှတ်ကြီးထံကဒီတစ်ခါဘလို့ရှောက်တင်လဲဆိုတာမကြားရပါ မဖက်ရပါဆွန်းရွေးပွဲမှာအဓိကအကြဆုံးကတော့ဆက်ရှင်နဲ့တာအင်ရှင်မင်းရဲ့အတန်ပါပဲအင်ရှင်မင်းကဟန်တာဝရီပြည့်ရှင်ဖြစ်ပြီးသူ့နေတဲ့ကမြောင်းရစာကိုတောင် သူမလုံးကြံနိုင်အောင်အင်အားနေနေတာပါပဲ လုံးရင်နဲ့ချိန်မဲတိုက်မဲကျွန်တော်ဦးစီးမယ်လို့ကျုံးဝါခွင့်တောင်းလိုက်ပါတယ်ဒီလိုနဲ့ပဲတောင်းငူချောင်းတက်ကိုတဲ့နောက်တမကြီးမှာအင်းရှိမဲမင်းနဲ့ရဲ့ဦးစီးတာယာဝရီချောင်းတက်ကိုတဲ့နောက်တမကြီးမှာဒါရုံငယ်ပြင်ပြင်စင်စားမင်းဆွေဦးစီးစစ်ချီကြပါတယ်ဒီတရင်ကြတော့ရာဇာကျွဲ့လဲတက်ကြီးပြင်လို့စစ်ချီလာပါတယ်ပန်းကျော်မြေတဲလှိုင်းခရောက်တောင်ကြား မော်ဘီဒေတာတွေမှာတိုက်ပွဲတွေဆင်ထွင်းကြပါတယ်။လောက်ဖြားကတော့ဒဂုံကစောင့်နေပါတယ်။တိုက်ပွဲတွေကတော့အပြန်အလှန်ပါပဲ။နှစ်ဖက်စလုံးဟာတက်ကြွနေကြပါတယ်။ပန်းညောင်မှာလက်ဦးပိုင်းကအင်းဝိုင်းအင်ရှိမင်းသာအသာစီးရခဲ့ပါတယ်။ဒါပေမဲ့ရာဇာထရစ်ကမျိုးရဲပြန်ဝင်အင်အားဖြင့်ရာဇာရာဇာဘရိုဟိတ်တွေနဲ့တိုင်ပင်အတိတ်အကောင်တွေကောက်အချိန်ကာကောင်းယူပြီးအင်အားကြီးစွာနဲ့ပြန်ထွက်ပါတယ်။ ဒီအချိန်မှာအင်ဝါဘီရင်သားတော်မင်းဆွေကစင်မျိုးချောင်းတစ်ဖက်ကနေတက်ဆွဲဆောင်နေပါတယ်။ရာစားကြွေပြန်ထွက်လာတာတွေ့ရတော့နောင်တော်အင်ရှိမင်းကညီတော်မင်းဆွေစီကိုလူလွတ်ပြောလိုက်ပါတယ်။လူလွတ်ပြောခိုင်းပါတယ်။ချောင်းကိုကူးမလာနဲ့အောင်ဟန်လာဝရီတက်တွေအားခုံရှိပဲမြို့ပြင်ထွက်လာကြအကြောင်းမရှိဘူး။အလျင်မလို့နဲ့တဲ့။ဒါပေမဲ့ပုံငယ်ရွယ်သူပိုတက်ကြွသူတတ်မှုကျုပ် မင်းဆွေကသူ့နောင်တော်စကားကိုပယ်ချလိုက်ပါတယ်။ငါတို့စစ်တိုက်ဖို့လာတာဗညာနဲ့ရာဇာရွှေထွက်မလာမှာပဲစိုးရိမ်နေတာ။သူထွက်လာပြီးမှမတိုင်းနဲ့အောင် ဆိုတဲ့စကားငါလက်မခံဘူးဆိုပြီးစင်မြို့ချောင်းကိုကူးပါတော့တယ်။ဒီကနောင်တော်အရှိမေကလည်းမြင်းနဲ့ပြင်းစီပြီးတားပါတယ်။အင်းဝတက်တွေအကွဲအကွဲအထွေထွေဖြစ်သွားပြီ။ရာဇာကျွတ်ကဒါကိုအခွင့်ကောင်းယူပြီးဖျက်တိုက်တော့မင်းဆွေတက်ပြတ်ပါတယ်။အရှိမေလည်းအာမတန်လိုစစ်နှုတ်ပြန်လာပြီ။ ဟိုတကောင်ကစောင့်နေတယ်ဆိုတဲ့လောက်ပြားလဲအင်းဝါစစ်ပြတ်ပြီးကြတော့အစကတည်းကရာဇာစရစ်ကိုကြောက်သူရေချောင်းကပဲလေးဦးလှဲ့မြောင်းမြပြန်ပြေးပါတယ်အင်းရှဲမဲအင်းရှဲမဲညီနောင်တို့လည်းတက်ဆွဲရမှာပြန်စုကြပြီးမိုးဆဲလေတာမှချီကြဖို့အခုမိုးလာနေပြီမို့နန်းနေပြီးတော့ပြန်အင်းအားဖြစ်တင်းကြဖို့ဆုံးဖြတ်ပြီးပြန်ငဲကြပါတယ်နောက်နှစ်လကြာတော့အင်းဝဘီရင်မင်းကြီးစွာ မင်းကြီးစွာစီကိုရာဇကြွက်ကရွှေပေစာပို့ပါတယ်။လက်ဆောင်ထဲလက်ဆေးဝါးတွေလည်းပါပါတယ်။စာကြောင်းရမှာစာကြောင်းရကလောက်ဖျားရဲ့ဂုံကျော်မှုကို ထောက်ပြပါတယ်။သူ့ကြောင့်စစ်ဖျားရတာကိုသုံးသပ်ပြတယ်။အင်းဝရွှေနန်းအင်းဝရွှေနန်းရှင်ဗကြီးတော်ကိုလည်းခမဲတော်ကိုစားမှတ်ပါတယ်။စားတဲ့ဖြင့်အကြည်သာပါပဲ။ဒါပေမဲ့စားထဲမှာပါတဲ့တခုတော့တခုတော့စားပိုက်ကဆက်ရရှိသေးပြီဆိုတော့အစလေးတစားပုံမှာပါပဲ။ ရာစားကျစ်စာထဲမှာတားတော်မင်းကြီးနှောင်းနှပါတို့သည်ကျွန်တော်၏မျိုးရွာသို့ဆင်းခဲ့ခြင်းကညီနောင်နှောင်းညီနောင်နှောင်းတော်တို့ကိုနှောင်းတော်တို့ဤဝတ္တရားလျောက်ကျွန်ုပ်သည်သူတို့အားလက်ဆောင်ပစ္စည်းများပေးရန်ကြိုးစားခဲ့သည်သူတို့သည်အစောတလင်ပြန်နှင်းကြသဖြင့်မမိလိုက်ခြင်းဖြစ်သည်အဲဒီလိုဆိုပြီးအမတ်ပိုင်းအမတ်ပိုင်းညဦးဆောင်တဲ့တမန်ဖွဲ့လက်ထဲမှာမင်းသားညီနောင်တွေ့ထည့်ပေးလိုက်ပါတယ် လက်ဆောင်တွေကရွှေသဲမောရုပ်၊ရွှေကြုံ၊ရွှေငါ၊ရွှေပစုံရုပ်အထယ်လေးစေဝါတွေနဲ့အတူပါအစောတလှင်ပြန်သွားကြလို့လက်ဆောင်ပေးဖို့မမီလိုက်ဘူးဆိုတဲ့စကားဟာတိတ်တာသွားပါတယ်စေရှုံတက်ပြက်ပြီးစစ်နှုတ်ထွက်သွားစစ်နှုတ်ထွက်သွားရတာကလားလက်ဆောင်တွေထဲမှာရွှေနဲ့လှုပ်ထားတဲ့အယုတ်တွေဆိုတော့မင်းသားညီနောင်တို့ကိုခစ်စကားနဲ့ပြောရရင်မင်းတို့ငယ်ပါလေးတဲ့ကွာလို့အိဗယ်တက်ရောက်နိုင်တဲ့သဘောခေခေါ်ဒီပလိုမစီကြမကြတော့မပြောတတ်ပါ ဘယ်မင်းကြီးစွာမှာဒီစာဒီစကားကြားတော့ဟန်တာဝရီတမန်ရှိမှာပဲမိန်တော်မူပါတယ်။ထောင်းသည်မနာကျိတ်တီနာ ဆိုလေတဲ့။ဆိုတကယ်တော့ငါသားတို့ရှုံးဒီကိုနှုတ်ရေးဖြင့်နှိမ့်ဆက်၍ဆိုလေသည်တဲ့။ဘယင်သမားရဲ့အဆက်စကားပါ။နာခံခက်အဆက်ရဝယ်စကားများကို လူတိုင်းတနည်းမဟုတ်တနည်းကြားကြရပြီးရှက်ရှက်ရှားကောင်းလိုက်လေခြင်းလို့တို့ညီတန်ကြဘူးဒါကြီးပါပဲ။ဒါပေမဲ့မင်းကြီးစွာရှက်ပုံက သူ့နောင်မှာစေရရာဇရေရာဇမန်ဘုံအနာထီးပြိုင်နန်းပြိုင်ပရင်ဆိုတာတွေရှိနေလေတော့တမန်တွေရှိမှပဲမင်းကြီးစွာကမိန်လိုက်ပါတယ်ရှင်းတို့သူ့အခြေပို့ရခိုင်ခန့်လာတော့ပသိင်မြောင်းများနဲ့မုတ်တမတို့သူ့လက်ဝင်ဖြစ်လိမ့်မယ်တဲ့နိုင်မန်းလှရာဇတ်ရဲ့အရေးတော်ပုံချမ်းမှာ ထောင်းဒီမနာပြောဒီနာလို့ဆိုပါတယ်မြမမှုအချို့မှာတော့နာသာခံခက်တိတ်နေ ိတ်နေစကားလို့ဆိုပါတယ်။ဥကလာမှန်တဲ့နဲ့သူ့တော်သီးတမှာတော့ထောင်းဒီမနာကြိတ်တီနာလို့ဆိုပါတယ်။လောက်ဖျားရဲ့ခုံစကားအရှင်မင်းမင်းနေကြီးနဲ့ညီတော်မင်းဆွေတို့ရဲ့ငယ်ရွယ်တက်ကြမှုရာဇကြွေးရဲ့စာမင်းကြီးစွာရဲ့အချက်စကားအကြောင်းအရာတွေအများကြီးပါလားလို့ဆင်ခြင်စရာပါ။ရာဇရာဇာမင်းရာဇာမင်းတို့ရဲ့ လက်ထွက်စာတကြောင်နှုတ်ထွက်စကားတခုံးတို့ဟာလည်းအင်မတန်ကိုအကျိုးတက်ရောက်မှုကြီးမားစေပါကလားဒီဝိတေသလလက္ခဏာတွေရဲ့ဝိတေသလက္ခဏာတွေရဲ့အကုသိုလ်စေတသိက်ဆလေးပါကို ရှင်းရှင်းကြီးမြင်နိုင်ပါတယ်အပြန်လှန်အားဖြင့်စိတ်ကိုကောင်းကောင်းခြေလှယ်နိုင်သောကုသိုလ်စိတ်ကုသိုလ်စေတသိက်ဆလေးပါကိုလည်းဆင်မြင်နိုင်ပါတယ်